ချစ်ချင်းဟာချုံနောင်ခြင်းမဟုတ်ပါချစ်ချင်းဟာလွတ်လပ်ခြင်းပါတကယ်တော့အချစ်ဆိုတာလေထဲမှာလွင့်ပြန်နေတဲ့လိပ်ပြာလေးနဲ့တူပါရဲ့လှပလွတ်လပ်စွာပြန်တန်းနေတဲ့သူ့ကိုဖမ်းဆုပ်ဖို့ကြိုးစားလေးလေးလက်ထဲကနေလွတ်ထွက်သွားဖို့များလေးလေးပါပဲတကယ်လို့သူ့ကိုချစ်မြတ်နေရဆိုရင်တင်းရဲ့လှပတဲ့ပြန်တန်းမှုကိုငြေးကြည့်ရင်ဝေးဝေးကနေပဲချစ်ပေးနေရမှာဖြစ်ပါရဲ့တကယ်တော့အချစ်ဆိုတာဟာချုံနောင်ခြင်းနဲ့ရလူစိတ်တွေများခြင်းကနေတန်ကျိုးရည်နဲ့တိဆောက်လို့မရတဲ့နက်နေတဲ့ခံစားချက်တစ်ခုပါပဲစိတ်မှန်တဲ့အချစ်ဟာလွတ်လပ်ခြင်းရဲ့ဘန်းဥယျာဉ်မှာသာတည်ရှိနိုင်ပါရဲ့ ။ဘာကြောင့်စစ်မှန်တဲ့အခြေဟာလွတ်လပ်ခြင်းကိုအခြေခံတယ်လဲ။ချုံနောင်လူစိမ့်နဲ့ပိုင်းဆိုင်လူစိမ့်တွေဟာဘာကြောင့်အချင်းနဲ့ရန်သူတွေဖြစ်ရတယ်လဲဆိုတာဒီဗီဒီယိုလေးမှာအထူးထူးလေ့လာကြည့်ကြရအောင်ပါ။ကျွန်တော်ရဲ့ထမ်းပြပါ page တွေကပရိသတ်တွေအတွက်စိတ်အပန်းပြေစရာကဏ္ဍတွေ motivation နဲ့စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုအမြဲမျှဝေတင်ဆက်ပေးနေမှာဖြစ်ပါတယ်။ဂျိုင်းနေတဲ့ဆိုရင် channel လေးနဲ့ page ကို like and follow လုပ်ဖို့အတွက်မမေ့ပါနဲ့။အခြေရဲ့အခြေခံသဘောတရားတွေကိုလေ့လာကြည့်မယ်ဆိုရင်အခြေဟာနှစ်ဦးနှစ်ဖက်အပြန်အလှန်ယုံကြည်မှုလေးစားမှုနဲ့နားလည်မှုတွေပေါ်မှာတိစောက်ထားတာကိုတွေ့ရမှာပါ။ ကိုချစ်တဲ့သူကိုလွတ်လပ်ခွင့်ပေးခြင်းဟာသူတို့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေကိုယုံကြည်ကြောင်းပြသခြင်းပါပဲ။သူတို့ရဲ့အိမ်မက်တွေ၊ရည်မှန်းချက်တွေနဲ့ဝါသနာတွေကိုလေးစားခြင်းဟာသူတို့ကိုတတ်မိုးထားကြောင်းဖော်ပြခြင်းပါ။သူတို့ရဲ့လိုအပ်ချက်တွေ၊ခံစားချက်တွေကိုနားလည်ပေးခြင်းဟာရင်းနှီးတဲ့ဆက်ဆံရေးတစ်ခုကိုတည်ဆောက်ခြင်းပါ။ဒီလိုလွတ်လပ်တဲ့ပတ်ဝန်းကျင်မှာသာအချစ်ဟာတိုးပွားကြီးထွားနိုင်ပြီးတော့ရေရှည်တည်တတ်နိုင်မှာဖြစ်ပါလိမ့်။စံကျင်ဘက်အနေနဲ့ပြောရမယ်ဆိုရင်ချုံနောင်လူစိတ်နဲ့ပိုင်းဆိုင်လူစိတ်တွေဟာအချစ်ရဲ့လွတ်လပ်မှုကိုတဖြည်းဖြည်းနဲ့ချိုးနှိမ်ပစ်တတ်ပါလိမ့်။ ကိုချစ်တဲ့သူကိုအမြဲတမ်းကိုရဲ့ထိန်းချုပ်မှုအောက်မှာထားကြနေတာသူရဲ့လှုပ်ရှားမှုတိုင်းကိုစိုးရိမ်ပူပန်ပြီးစောင့်ကြည့်နေတာသူရဲ့ငွေကြေးနေနဲ့ဆက်ဆံရေးကိုကန့်သက်တာတွေဟာသူတို့ကိုလွတ်လပ်ခွင့်မပေးတာနဲ့အတူတူပါပဲဒီလိုအပြုမှုတွေဟာတစ်ဖက်သားကိုစိတ်အနှောင့်အယှက်ဖြစ်စေပြီးတော့လုံခြုံမှုမရှိဘူးလို့ခံစားရစေပါတယ်အချိန်ကြာလာတာနဲ့အမျှအဲ့ဒီခံစားချက်တွေဟာအချစ်ရဲ့နှွေးထွေးမှုကိုအေးဆက်စေပြီးတော့နောက်ဆုံးမှာဆက်ဆံရေးပြိုကွဲသွားတဲ့အထိဖြစ်သွားစေနိုင်ပါတယ်မြင်အောင်ကြည့်လိုက်ပါ တဖက်နဲ့တဖက်ဒင်းဒင်းကြပ်ကြပ်ဆွဲထားတဲ့ကျိုးတချောင်းကိုဂိုင်းလျက်သားချစ်သူနှုတ်ကိုပေါ့တယောက်ကနောက်ဆုတ်ဖို့လုံးဝအလိုမရှိသလိုနောက်တစ်ယောက်ကလည်းအတင်းကျပ်ဆွဲကင်ထားဖို့ပဲကြိုးစားနေပါလိမ့်မယ်အဲ့လိုမျိုးအ short အတင်းမရှိတဲ့ဆက်ဆံရေးဟာမကြခင်မှာပဲတင်းအားတွေအရန်များလာပြီးတော့ကျိုးဟာတဖြည်းဖြည်းပြတ်တောက်သွားဖို့သာရှိပါရည်ပိုင်းဆိုင်လူစိတ်နဲ့ချုံနောင်လူစိတ်တွေပြင်းပြနေတဲ့အချက်ဟာလေအဲ့ဒီကျိုးပေါ်ကဖိအားလိုပါပဲအချိန်မရွေးပြိုလဲသွားနိုင်တဲ့အန္တရာယ်ရှိတဲ့အခြေအနေတစ်ခုပါ ဘာကြောင့်မို့လို့အ short တင်းမရှိဘဲနဲ့ပိုင်းဆိုင်လူစိတ်တီဟာအချစ်ရဲ့တက်တန်းကိုတူတောင်းစေတယ်လေအချစ်ဆိုတာတကယ်တော့မျှတာတဲ့ဆက်ဆိုင်တစ်ခုဆိုတာရှေ့မှလည်းပြောခဲ့ပြီးသားပါနှစ်ဦးနှစ်ဖက်အပြန်အလှန်နားလည်မှုလေးစားမှုနဲ့အ short ပေးမှုတွေပါဝင်မှသာရေရှည်တည်တတ်နိုင်ပါ रे အ short တင်းမရှိတဲ့ဆက်ဆိုင်ရေးတွေမှာတော့တဦးကအမြဲတမ်းအာနာကိုချုပ်ကင်မှုအတွက်ကြိုးစားနေပြီးတော့နောက်တဦးမှလွတ်လပ်ခွင့်နဲ့ကိုပိုင်ဆုံးဖြတ်ခွင့်တွေလုံးဝမရှိသလောက်ဖြစ်သွားတတ်ပါ रे ဒီလိုအခြေအနေမျိုးတွေမှာချစ်ချင်းမြတ်တာဟာတဖြည်းဖြည်းနဲ့ပျောက်ကွယ်လာပြီးတော့ ကြောက်ရွံ့မှုမကြည်နက်မှုနဲ့နာကျင်မှုတွေကသာနေရာယူလာတတ်ပါရည်လေးလုံးနဲ့အခန်းထဲမှာအောက်ဆီဂျင်တဖြည်းဖြည်းကုန်သွားသလိုပဲအလျှော်အတင်းမရှိတဲ့အချစ်ဟာလည်းတဖြည်းဖြည်းနဲ့အသက်ရှူကျလာပြီးနောက်ဆုံးမှာသေဆုံးသွားဖို့သာရှိပါရည်ဒါကြောင့်မလို့အချစ်ဟာလွတ်လပ်ရှင်နဲ့ချုံနောင်ချင်းကင်းတယ်လို့ဆိုလိုချင်တာပါနောက်ပြီးတော့အချစ်မှာပိုင်းဆိုင်လူစိတ်များတာဟာလည်းပဲအစိတ်တစ်မျိုးပါပဲပိုင်းဆိုင်လူစိတ်ဆိုတာအချစ်ရဲ့သဘာဝနဲ့ဆက်ညင်ပါပါလူတယောက်ကိုချစ်မြတ်နိုးတယ်ဆိုတာသူတို့ကိုကိုယ့်ရဲ့ပစ္စည်းတစ်ခုလို့ ကိုယ့်ရဲ့အပိုင်တစ်ခုလိုသဘောထားလို့မရပြန်ပါဘူးလူတိုင်းမှာကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ဆန္ဒတွေရှိပါတယ်ကိုချစ်တဲ့သူကိုပိုင်ဆိုင်လိုစိတ်ပြင်းပြင်းထန်ထန်ဖြစ်ပေါ်လာတဲ့အခါသူတို့ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ကိုလေးစားမှုမရှိတော့ဘဲနဲ့ကိုယ့်ရဲ့ဆန္ဒတွေကိုသာဦးစားပေးလာတတ်ပါတယ်တကယ်လို့အဲ့ဒီအပြုအမူတွေကတစ်ဖက်သားကိုဖိအားပေးသလိုခံစားရစေပြီးတော့သူတို့ရဲ့စိတ်ထဲမှာဝေးကွာသွားတဲ့ခံစားချက်တွေကိုဖြစ်ပေါ်စေပါတယ်ကိုချစ်တဲ့သူကိုကိုယ့်ရဲ့ပစ္စည်းတစ်ခုလိုသဘောထားပြီးတော့သူတို့ရဲ့လှုပ်ရှားမှုတိုင်းဆက်ဆံရေးတိုင်းကိုထိန်းချုပ်ဖို့ကြိုးစားတာဟာသူတို့ကိုလွတ်လပ်ခွင့်မပေးတာနဲ့အတူတူပါပဲ။ ဒီလိုအပြုမူတွေဟာတစ်ဖက်သားကိုစိတ်အနှောက်အယှက်ဖြစ်စေပြီးတော့ကိုယ့်ရဲ့ယုံကြည်မှုအားနည်းတာကိုလည်းပြသနေပါရည်။ပိုင်းဆိုင်လူစိတ်ပြင်းထန်လာတဲ့အခါမှာတဝင်းတူစိတ်တွေတန်တရားစိတ်တွေဝင်လာပြီးတော့အချစ်ရဲ့ကြည်လင်အေးမြမှုကိုလည်းဖျက်ဆီးတတ်ဖြစ်ပါရည်။မှန်မကြည့်ပဲကိုယ့်ရဲ့ရိတ်ကိုပဲကြည့်နေတဲ့လူတစ်ယောက်ဟာတကယ်အလင်းရောင်ကိုဘယ်တော့မှမြင်နိုင်မှာမဟုတ်ပါဘူး။ပိုင်းဆိုင်လူစိတ်နဲ့တိဆောက်ထားတဲ့အချစ်ဟာလည်းထုံနီးတူပါပဲ။တဦးဦးရဲ့လွတ်လပ်မှုကိုချိုးနှိမ်ထားတဲ့အခါမှာစစ်မှန်တဲ့ပျော်ရွှင်မှုနဲ့ရေချေတည်တတ်မှုကိုဘယ်လိုမှကိုမမရနိုင်တာပါ။ ဒါကြောင့်မို့လို့အချစ်ဟာခြုံနှောင်ခြင်းနဲ့မပါတော့မှသာပဲရေရှည်တည်တန်းခိုင်မြဲတဲ့အနေအရာတစ်ခုကိုရောက်ရှိတာဖြစ်ပါတယ်။နောက်ပြီးတော့ခြုံနှောင်လူစိတ်ဆိုတာလေအချစ်ရဲ့လွတ်လပ်မှုကိုတတ်ဖြတ်တဲ့လက်နက်တစ်ခုပါပဲ။ကိုချစ်တဲ့သူကိုကိုယ့်ရဲ့ဆန္ဒတွေအတိုင်းဖြစ်စေချင်တာမင်းကိုဒီလောက်ကိုလှုပ်ဆိုရင်ဒီလောက်ကိုပဲလှုပ်စေချင်တာမင်းကိုဒီမသွားနဲ့ဆိုရင်ဒီမသွားနဲ့လို့ပဲဖြစ်စေချင်တာသူတို့ရဲ့ကိုပိုင်းမြင်နေနေပဲတစ်ဖက်သားရဲ့ရွေးချယ်မှုကိုလေးစားမှုမရှိတာဟာအဲ့ဒီခြုံနှောင်လူစိတ်ရဲ့ကြီးမားတဲ့လက္ခဏာတွေပါပဲ။ အဲ့လိုမျိုးကိုကိုလာပြီးချုံနောင်နေတဲ့သူတွေဟာလည်းပဲကို့အတွက်လက်တွဲပေါ်ကောင်းလုံးဝမဟုတ်ပါဘူးဒီလိုအပြုမူတွေဟာတစ်ဖက်သားကိုဖိအားပေးသလိုခံစားရစေပြီးတော့သူတို့စိတ်ထဲမှာဝေးကွာသွားတဲ့ခံစားချက်တွေကိုလည်းဖြစ်ပေါ်စေပါရည်ဥပမာပြရမယ်ဆိုရင်တော့လောင်ရင်ထဲကငှက်ကလေးဟာဘလောက်ပဲလှပတဲ့တခြင်းတွေကိုတီကျူးတီဆူနိုင်ပါစေလွတ်လပ်စွာပြန်တန်းခွင့်မရရင်တော့အမြဲတမ်းဝမ်းနည်းနေမှာသေးကြပါရည်ချုံနောင်ခြင်းနဲ့တိဆောက်ထားတဲ့အချက်ဟာလေအဲ့ဒီလောင်ရင်ထဲကငှက်ကလေးလိုပါပဲ တချင်းလေးရေတီကျူးပုံဖော်နေမယ်အစားအစာရိစားနေရမယ်ရေရီတောက်နေရမယ်ဒါပေမဲ့သူဟာလွတ်လပ်မှုမရှိပါဘူးဒါကြောင့်မလို့ငှက်ကလေးကပျော်စရာရှိလို့ပြောမယ်ဆိုရင်တော့မပြောနိုင်မင်းနဲ့သူဟာလွတ်လပ်မှုကိုပဲအမြဲတမ်းတန်းတားမိမှာဖြစ်ပါတယ်စစ်မှန်တဲ့အချစ်ဟာပေးဆက်ခြင်းနဲ့နားလည်မှုတွေနဲ့တိစောက်ထားတဲ့ဆက်ဆိုင်တစ်ခုပါတဦးနဲ့တဦးလွတ်လပ်ခွင့်ကိုလေးစားပြီးတော့ကိုယ့်ရဲ့အတ္တတွေကိုချောချနိုင်မှသာပဲရေရှည်တည်တဲ့အချစ်ကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ် ချစ်ချင်းမေတ္တာဟာလွတ်လပ်ခြင်းရဲ့အတောင်ပံနေတဲ့အတူပြန်တန်းတဲ့အခါမှသာအမြင့်ဆုံးကိုရောက်ရှိနိုင်ပြီးတော့အလားအပါဆုံးဘန်းတွေကိုပွင့်လန်းစေမှာဖြစ်ပါတယ်။အဲဒီတော့အချစ်အတွက်ဘယ်ယာရီကမကောင်းစေဘူးလဲဆိုရင်ပိုင်ဆိုင်လိုစိတ်ပြင်းထန်တာချုံနှောင်ခြင်းများတာအလျှော့အတင်းမရှိတာဒါရီဟာအချစ်အတွက်ဘာစိုးဘာမှကောင်းချိုးမပေးတဲ့အရာတွေဖြစ်ပါတယ်။အဲဒီအရာတွေနဲ့ချီနှောင်ထားတဲ့အချစ်ဟာလည်းပဲမကြခင်မှာပဲပြင်းမနှွမ်းနေပြီးတော့တည်ဆုံသွားမှသေးကြပါတယ်။ဒါကြောင့်မလို့ကိုကစစ်မှန်တဲ့အချစ်ကိုလိုချင်နေဆိုရင်လွတ်လပ်ခြင်းရဲ့ဥယင်ကိုဖန်တီးပြီးတော့ ကိုချစ်တဲ့သူကိုလွတ်လွတ်လပ်လပ်ပြန်တန်းခွင့်ပေးပါလွတ်လွတ်လပ်လပ်နေထိုင်ခွင့်ပေးပါဒီအခါမှာအချစ်ရဲ့အလားအပါဆုံးနဲ့အနက်အဆိုင်ဆုံးအထိပယ်ကိုပိုင်ဆိုင်လာနိုင်မှာဖြစ်ပါတယ်ဒီနေရာမှာသဘောထားကွဲလွဲခြင်းလို့ရှင်လဲကွဲလွဲပိုင်ခွင့်ရှိပါတယ်ဘာကြောင့်လဲဆိုတော့အချစ်နဲ့ပတ်သက်တဲ့အထိပယ်ဖွင့်ဆိုချက်တွေဟာပိုင်ဆိုင်ရမှအချစ်လို့ခေါ်တာမျိုးတွေလည်းရှိသလိုမပိုင်ဆိုင်ရလဲအချစ်လို့ခေါ်ဆိုတာမျိုးတွေလည်းများစွာရှိပါတယ်ဒါကြောင့်မလို့ဒီလိုအငင်းပွားစရာတွေများစွာတွေကမှပရိသတ်တွေအတွက်အများကြီးအကျိုးရှိပြီးတော့အသုံးဝင်နိုင်လောက်မဲ့ လွတ်လပ်ခြင်းဆိုတဲ့ topic လေးကိုရွေးချယ်ပြီးတော့တင်ဆက်ပေးလိုက်ရတာဖြစ်ပါတယ်။နောက်ထပ်လေကျွန်တော်တို့ရဲ့တန်းပြပါ page တွေကနေပြီးတော့ဒီလိုမျိုးပရိသတ်တွေအတွက်အသုံးဝင်မဲ့အကြောင်းအရာတွေကိုရှာဖွေပြီးတော့တင်ဆက်ပေးဖို့မှာဖြစ်ပါတယ်။အစောနေ့ကြီးရှုအားပေးတဲ့အတွက်ဂျေဆုအများကြီးတင်ပါရခင်ဗျာ။